အလုံးမှာပျော်ဖို့အရေးကြီးလားဘာကအရေးကြီးလဲဒီမိကုံးကိုမေးနိုင်ဖို့ဆိုရင်တင်ကစားဝတ်နေရင်ဂယုဆိုင်เสียရမလို့တဲ့လူလက်တန်းစားဖြစ်နေဖို့လိုပါတယ်တင်ကတနေ့လုံးတနေ့စားလာခါရမှာစံပြေးဝယ်နှင်းပြချက် လုပ်နေရတဲ့ဆိုရင်ဒီမိကုံးမေးလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့အလုံးမှာပျော်ဖို့ထက်စားဝတ်နေရေးကပိုအရေးကြီးလို့ပါ အလုံးမှာပျော်ပေမဲ့စားเสียရမရှိဘူးဆိုရင်တင်ပြောဦးမှာလားအချစ်ကထမင်းမကြွေးဘူးဆိုတာမျိုးလို့ပေါ့ ပြောတဲ့အလုတ်ကထမင်းကျွေးမှလားတင့်ကိုဘယ်အလုတ်ကထမင်းကျွေးနေလဲအမှန်တရားကိုမြင်နိုင်အောင်ကြည့်ပါလက်ခံနိုင်အောင်လုပ်ပါဒီမေကုန်းကိုမေးနိုင်တဲ့အခွင့်အရေးတင်မှာရှိမနေပါဘူးအဆုံးတက်ရရင်လူလက်တန်းစားမဟုတ်တဲ့သူတွေအတွက်ကအလုံမှပျော်ဖို့ထက်စောင့်ဝင်နေရင်အဆင်ပြေဖို့ကကိုယ်အရေးကြီးပါတယ်အဲ့ဒါကြောင့်ဒီလိုမေကုန်းမေးလို့မရသေးတဲ့အချိန်မှာဒီမေကုန်းမေးပြီးအချိန်ကုန်မခံပါနဲ့မေးလို့ရတဲ့အခြေအနေဖြစ်လာအောင်အလုပ်ကိုအာရုံစိုက်ပြီးတိဆောက်သွားဖို့အချိန်ကြရင် ဒီမိခွန်းတာမကတခြားမိခွန်းတွေလည်းမေးနိုင်ပြီးရွေးချယ်ခွင့်တွေလည်းရှိနေပါလိမ့်မယ်အဲအချိန်ရောက်အောင်လုပ်သွားပါ